Hello အားလုံးဝမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့15ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့သာတင်ဆက်ပေးသွားပါမယ်။အပြောင်းရွှေ့တွေကတနင်္လာနေ့မှာပြန်ဖွင့်ပြီဆိုတဲ့အခါကျတော့အသင်းကိုစီဟာလိုအပ်တဲ့နေရာတွေကိုအားပြဖို့ကြိုးပမ်းနေကြတယ်ပေါ့လေ။ဒီထဲမှာမှအပြောင်းရွှေ့မှာသတင်းအထွတ်ဆုံးကစားမတယောက်ဖြစ်တဲ့ Victor Osimhen နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သာလက်ရှိပေါ့နော်ဥရောပအသင်းတွေအပါအဝင် Osimhen ကိုခေါ်ဖို့အတွက် လာတဲ့ရှစ်သိန်းထိစိတ်ဝင်စားမှုတွေရှိနေကြတယ်ဆိုပြီးတော့ Charlie Parker ကနေပြီး report လုပ်ထားပါတယ်။ဆိုတော့ Victor Osimhen ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ပေါ်ယူနိုင်ကြီးရှိတဲ့ဖြစ်နိုင်ကြီးရှိတဲ့အသင်းတွေများလာပြီးဖြစ်တယ်လို့နိုင်ဂျီးရီးယားတိုက်စစ်ကစားမဖြစ်သူကတေချာပေါက်နာပိုလီကနေထွက်မှာဖြစ်တဲ့အတွက်လူချင်းတဲ့အသင်းတွေများနေကြတာဖြစ်တယ်ပေါ့နော်။ကစားမဖြစ်သူရဲ့ဒီလောက်ခလာဇာတွေပြောင်းရွှေ့ကြီးတွေဟာစကားပြောစရာဖြစ်ပေမဲ့လည်းသူ့ကိုစိတ်ဝင်စားနေတဲ့နေရာမှာ Manchester United, Chelsea, Arsenal ဂျူဗင်တက် AC Milan, Real Madrid နဲ့ PSG တို့ဟာလုံးဝအမှန်ကန်လူချင်းနေကြတဲ့အသင်းတွေဖြစ်တယ်လို့သူအငှားသွားကစားခဲ့ဘူးတဲ့ Galatasaray ရဲ့ဘက်ကလည်းကစားမဖြစ်သူကိုအပြည့်အဝခေါ်ယူနိုင်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။လက်ရှိချိန်ထိတော့ဘယ်အသင်းက Galatasaray ကိုခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ထိတ်ဆုံးမှဥဆောင်နေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးအတိအကျမသိရသေးသလိုကစားမဖြစ်သူရဲ့ဘက်ကလည်းဈေးကွက်ထဲမှာသူပြောင်းရွှေ့နိုင်ကြီးရှိတဲ့အသင်းတွေကိုတက်နိုင်နေများဆိုသလို ရှာဖွေနေတယ်ကျူးပန်းနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဗစ်တာအူစီမန်ကို ကျွန်တော်တို့ခေါ်ဖို့ကျူးပန်းမှုကတော်တော်လေးတော့ကျွန်တော်ခဲရင်ပါလိမ့်မယ်တော်တော်လေးကျွန်တော်ခဲရင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့အပြောင်းအရွှေ့နဲ့ပတ်သက်ရင်အူစီမန်ဟာမလွယ်ဘူးကစားမကလာစာကလည်းအဲလာစာကအဲ့လောက်မများဘူးအမှန်တမ်းပြောရရင်ထားပါတော့ဥရောပကလပ်အသင်းကြီးတွေအတွက်ဆိုလို့ရှိရင်တပတ်ကိုနှစ်သိန်းဝန်းကျင်ပေးရတယ်ဆိုတာကနောက်ပိုင်းမှာပုံမှန်လိုဖြစ်လာပြီဆိုတော့ဗီတာအိုစီမန်လူချင်းနဲ့ပေါ့နော်ကျွန်တော်နှစ်သိန်းကနေနှစ်သိန်းခွဲလာစာက တချို့အသင်းကြီးတွေဥရောပကလပ်အသင်းကြီးတွေပေးနိုင်စွမ်းရှိတဲ့တဲ့မှာပါတယ်ဒါပေမဲ့လို့ပြောင်းရွှေ့ကြီးကြတော့မလွယ်တော့ဘူးအိုစီမန်ရဲ့ပြောင်းရွှေ့ကြီးမှာဆိုလို့ရှိရင်ဒါပေါင်တန်း80လောက်ထိယူရိုတန်း 90လောက်ထိကျွန်တော်ကြသွားနိုင်တဲ့အခြေအနေမျိုးတွေရှိနေတယ်။နာပိုလီရဲ့ဘက်ကဒီကစားမရဲ့အနာဂတ်သူတို့အသင်းမှာမရှိတော့ဘူးဆိုပြီးတော့မဖြစ်မနေရောင်းချကျင်တော့မှန်တယ်။ဒါပေမဲ့လို့လွယ်လွယ်ကူကူနဲ့တော့လက်လွတ်မှာမဟုတ်ဘူးပေါ့ဗျာ။ Titan နဲ့ဂျီတကူရှိမှာပေါ့။ Usiman ကလည်းသူ့အနေနဲ့နာပိုလီကိုလုံးဝဆက်ပြီးတော့မနေကျင်တော့ဘူး။အသင်းပြောင်းခြင်းပြီ။ဒါပေမဲ့လည်းလို့ပေါ့နော်။ဘယ်အသင်းကိုပြောင်းအောင်မှန်သူမသိသေးဘူး။ဆိုတော့ အာဆင်နယ်တို့ဘာလို့ကတော့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်လက်ရှိကျိုးပန်းနေတယ်ဆိုပေမဲ့အူစီမန်ကိုဦးစားပေးကျိုးပန်းနေတယ်မှာမပါဘူး PSG တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲ war rate ကောင်းတဲ့ player တွေကိုပဲအလိုရှိတဲ့အတွက်အူစီမန်ဟာတကယ်ကောင်းတဲ့ပြစ်မှတ်တစ်ခုဖြစ်လာတာဒီထဲကမှ Real Madrid တို့ဘာလို့ကတော့ဒါ target เนาะကျွန်တော်အဲ့လောက်ကြီးကြီးကျိုးပန်းနေတယ်မှာမပါဘူးလို့ပြောလို့ရတယ်အဓိကပြစ်မှတ်တစ်ခုဖြစ်ထားပြီးတော့ AC Milan တို့ Juventus တို့ကတော့ငွေကြီးပန်းရအဆင်ပြေရင်ခေါ်သွားနိုင်ရည်ရှိတဲ့အနေအထားမျိုးတွေပါ မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တို့ဥရောပပြိုင်ပွဲတွေလည်းဝင်ခွင့်မရတာပြီးလို့ရှိရင်ကျွန်တော်ပြောင်းရွှေ့ကြီးကလည်းအဲ့ဒါလောက်ထိမတက်နိုင်တာနဲ့အချင်းကြီးကောင်းမဲ့အနေထားမျိုးမှာကျွန်တော်မရှိဘူး။ဒါရတော့တင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဗစ်တာအူစီမန်ရဲ့အပြောင်းရွှေ့ဘာတွေဆက်ဖြစ်လာမလဲဆိုတာဒီຫນွေမှာတော်တော်လေးကိုကျွန်တော်စိတ်ဝင်စားဖို့ကောင်းနေတယ်။နောက်ထပ်အပြောင်းရွှေ့ရတော့ကျွန်တော်တို့တိုက်စင်မှုဖြစ်တဲ့ဗစ်တာဂူခရက်စ်ပါ။ဗစ်တာဂူခရက်စ်ကတော့လာမယ့်ຫນွေရသည့်လက်ရှိຫນွေရသည့်အပြောင်းရွှေ့မှာသူ့အနေနဲ့အာဆင်နယ်ကိုပြောင်းရွှေ့ဖို့ကိုပို့ပြီးတော့ဒါ ဦးစားပေးဖြစ်သူကျူးပန်းကျင်တဲ့အာဆင်နယ်ကိုပဲတခြားအသင်းတွေထက်စားလို့ရှိရင်ပူပြီးတော့ပြောင်းကျင်နေဆိုပြီးတော့ဖက်ဘရီဇိုရိုမန်နိုကကျွန်တော်ပြောလာတယ်။ဒီနေရာဒီပြောင်းရွှေ့မှာဒီဂီယိုခရက်စ်ရဲ့ဦးစားပေးကျွန်တော်တို့ဒါအခြေအနေဒီအာဆင်နယ်ကိုပြောင်းရဖို့ဖြစ်တယ်ပေါ့နော်အာဆင်နယ်တင်းရဲ့ဘက်ကတော့လောလောဆယ်မှာဒီဗီတာဂူဂရက်စ်နဲ့ပတ်သက်လို့စကားပြောထားတာတွေရှိပြီမဲ့လေလို့အာဆင်နယ်ရဲ့ဦးစားပေးပြစ်မှတ်ကလည်း ဘင်ဂျမင်ဆက်စကူဖြစ်တဲ့အတွက်ဘင်ဂျမင်ဆက်စကူကိုဆွေးနွေးမှုတွေသူတို့လုပ်နေတယ်။ဒါပေမဲ့လို့ပေါ့နော် Leipzig ရဲ့ဘက်ကလွယ်လွယ်နဲ့လက်လွတ်နိုင်မှာမဟုတ်တဲ့အတွက်တခြားပြစ်မှတ်တွေဖြစ် Victor Gyokeres တို့ကျတို့ဒါ Victor Osimhen တို့ကိုအမှန်ကန်ပြစ်မှတ်ထားပြီးတော့သူတို့ကျူးပန်းနေရတယ်။ United ရဲ့ဘက်ကတော့လောလောဆယ်မှာကျတို့အနေနဲ့ဒီ Embumo ရဲ့အပြောင်းအရွှေ့သာဦးစားပေးဖြစ်တဲ့အတွက်အဲ့ဒါပြီးရင်ခေါ်မဲတိုက်စစ်မှုနေရာမှာကျွန်တော်တို့အနေနဲ့ Victor Gyokeres ကိုလည်းပြစ်မှတ်ထားနေတယ်။သူတို့လည်းတော့ဒီမှာဆိုလို့ရှိရင်တော့ Disputing Tight စစ်မှုဖြစ်သူကတော့ United ရဲ့ဘက်ကခေါ်ယူနိုင်ဖို့ကအခြေအနေဟာမဖြစ်နိုင်တဲ့လောက်နေသွားပြီဆိုပြီးတော့ဖော်ပြထားတယ်။ဆိုတော့ Gilgres နဲ့ပတ်သက်လို့ Arsenal ဟာဦးစားပေးပြစ်မကြိုးပမ်းပြီးမဲ့ကစားသမားကလက်ရှိ Arsenal ကိုပြောင်းအကျင်နေတယ်။ဆိုတော့ Arsenal ရဲ့ဘက်ကလည်းကျွန်တော်တို့ဒီ Vita Gilgres ကိုပြီးလို့ရှိရင် Benjamin Sesko ကိုနှစ်ယောက်စလုံးရဲ့အခြေအနေကိုစောင့်ကြည့်နေတာ။ Sesko ကတော့ Adidas ဟာပို့ပြီးတော့သဘောကျတဲ့အနေထားမှာကျွန်တော်တို့ရှိတယ်။အဲမဲ့လို့ပေါ့နော်ကစားမဖြစ်သူတွေပေါင်း63သန်းထိ Leipzig ကလိုချင်နေတာ။ ယူကရိန်းနဲ့ပတ်သက်လို့ရှင်လည်းပဲ28နှစ်ကိုမှပေါင်သန်း60လောက်ထိကုန်ကျနိုင်တာဒါတွေကြောင့်ပေါ့နော်အာဆင်နယ်ဟာအတိုင်းတာတစ်ခုထိဒါတိုက်စစ်နဲ့ပတ်သက်လို့ဥတီချက်တို့တွေတယောက်တည်းကိုကျူးပန်းနေတယ်ဆိုတာမျိုးထက်နှစ်ယောက်သုံးယောက်ကိုပြစ်မှတ်ထားပြီးတော့ option တွေထိတို့တွေဒါကျူးပန်းနေတာဆိုတော့ယူကရိန်းအနေနဲ့ပေါ့နော်ဒီနွေရာသီပြောင်းရှုမှာ supporting ကနေသူမဖြစ်မနေပြောင်းမယ်ဘင်ဂျမင်ဆက်ကူကလည်းမဖြစ်မနေကျွန်တော်ပြောင်းမယ်အဲမဲ့ဇီတန်ကြီးအရအသက်အရွယ်ကြီးကျတော့အာဆင်နယ်ဟာ ဆက်စကူကိုပို့ပြီးတော့ကြိုးပမ်းတဲ့အနေထားမျိုးပါတိုးတော့ကစားမဖြစ်သူရဲ့ဘက်ကဗီတာဂူဂရက်စ်ရဲ့ဘက်ကအာဆင်နယ်ကိုပို့ပြီးတော့ပြောင်းကျင်နေဆိုတဲ့အခြေအနေမျိုးဆိုရင်အာဆင်နယ်အတွက်လောက်ရကန်ရတာပို့ပြီးတော့လွယ်ကူသွားမယ်ဆိုတော့အာဆင်နယ်အနေနဲ့အကယ်လို့မြန်ဆက်စကူကိုခေါ်ဖို့ကြိုးပမ်းမှုကအင်မတန်ဈေးကြီးပြီးတော့ညှိနှိုင်းတာခက်ခဲနေတယ်ဆိုရင်ဗီတာဂူဂရက်စ်ကိုပဲသူတို့ကျူပန်းသွားမဲ့အနေထားမျိုးပါဆိုတော့ကစားမကတော့အာဆင်နယ်ကိုပို့ပြီးတော့ပြောင်းကျင်တယ်ဆိုတော့အာဆင်နယ်တကယ်ရအောင်ခေါ်သွားမလားကျွန်တော်စောင့်ကြည့်ရမယ် နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်အာဆင်နယ်ရဲ့နောက်ခံကစားမပြီးသူဇင်ချန်ကိုလက်ရှိဥရောပကလပ်တင်းတချို့ရဲ့ဘက်ကတော့ဇင်ချန်ကိုကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေမြင့်မားလာကြပြီဖြစ်တယ်ပေါ့နော်။ဒါအာဆင်နယ်မှာဆိုလို့ရှိရင်လည်းလူးဝစ်ကယ်လီကပုံမှန်ပွဲထွက်ခွင့်ရနေတာသူ့နောက်မှာလည်းကျွန်တော်တို့ဒီကာလာဖီယိုဒီတို့လိုကစားမတွေရှိနေတာဖြစ်တဲ့အတွက် ဇင်ချန်ကိုရဲ့ပွဲကစားခွင့်အခွင့်အရေးဟာအင်မီတန်နည်းလာပြီဒါကိုကစားမဖြစ်သူကိုယ်တိုင်ကလည်းကောင်းကောင်းသဘောပေါက်ထားတယ်ဒီတော့ဒီနွေရာသီပြောင်းရွှေ့မှာဇင်ချန်ကိုအသင်းပြောင်းဖို့အတွက်စဉ်းစားလာပြီးတော့အာဆင်နယ်ရဲ့ဘက်ကလည်းပြောင်းရွှေ့ကြီးပေါင်း15သန်းလောက်သာရရင်စင်ချန်ကိုကိုဒီနွေရာဒီအပြောင်းရွှေ့မှာလက်လွတ်သွားဖို့အတွက်အဆင်သင့်ပဲပေါ့ဒါပေမဲ့လည်းလို့သူ့ရဲ့ပေါ့နော်တနစ်ကိုယူရို5သန်းလောက်ထိကျွန်တော်တို့အနေနဲ့ဒီရနေတဲ့လောက်ခလာစာကတခြားကလပ်အသင်းတွေခေါ်ယူဖို့အတွက်အခက်အခဲဖြစ်လာနိုင်တဲ့အတွက်လောက်ခလာစာဒီ သူတို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါတိုင်ပတ်နေနိုင်တယ်ဆိုတော့အာဆင်နယ်ရဲ့ဘက်ကလောက်ခလာစား၅သန်းလောက်ထိရနေတာဖြစ်တဲ့အတွက် အပြောင်းရွှေ့ခက်ခဲလာနေတဲ့အခြေအနေတွေကိုရှော့ချဖို့ခုနကပြောတဲ့ပေါင်15သန်းထက်လည်းယော့နေတဲ့ပမာဏတစ်ခုနဲ့လည်းအာဆင်နယ်လက်ခံသွားနိုင်ချေရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့လက်ရှိမှာဇင်ချန်ကိုတွက်ကတော့ chance မရှိဘူးပေါ့နော်အထူးသဖြင့်အာဆင်နယ်ကိုမန်ချက်စတာစီးတီးကနေပြောင်းလာတဲ့ပထမရာသီလောက်မှာပဲပွဲကစားခွင့်တွေတော်တော်ရတယ်နောက်ပိုင်းမှာကျတော့ အာဆင်နယ်ရဲ့ဘက်ကကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဒီခံကစားမားတွေအစားထိုးရင်အစားထိုးရင်နဲ့စင်ချန်ကိုတက်အများကြီးပူကောင်းတဲ့ကစားမားတွေရောက်လာပြီးတော့ပွဲကစား권တွေဘာတွေမရတော့တာဂါဒလီအရင်မှပါလာပြီးမဲ့เนาะလုံးဝမကစားရတဲ့ပွဲစဉ်တွေကမနှဲတော့ဘူးဒီတွေ့အကြောင်းပေါ့เนาะကျွန်တော်အနေနဲ့အာဆင်နယ်ရဲ့ဘက်ကစင်ချန်ကိုကိုလက်လွတ်ချိန်တန်ပြီးဆိုပြီးတော့သူတို့ချိုးပန်းနေကြတာဆိုတော့ဘယ်တင်ရဲ့ဘက်ကအရခေါ်မလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်လီဗာပူးလ်တင်ရဲ့နောက်ခံကစားသမားဖြစ်သူဂျရယ်ကွန်ဆာကတော့ အတင်းပြောင်းမှုအတွက်ကျွန်တော်တို့ကစတင်စဉ်းစားလာပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ကွန်ဆာဟာလေဘာဝူအတင်းမှာနော်တချို့ကစားကွင်းတွေရတယ်ဆိုပေမဲ့လို့ကိုနာဒီဘန်တိုက်တူရဲ့နောက်မှာသာပွဲကစားကွင်းတွေရှိနေပြီးတော့ကစားမဟာကျွန်တော်လက်ရှိပို့ပြီးတော့ဗောနော်နောက်ထပ်အာကယ်ရီယာမှာခြေလန်းတစ်တွေလှမ်းတင်နေပြီလို့သူထင်တယ်ဗောဗျာ20နှစ်နှစ်ပဲရှိနေသေးတယ်တူတော်ရယ်သူ့အနေနဲ့ဗောနော်အင်္ဂလန်နဲ့ကျွန်တော်တို့အနေနဲ့ဒီ ဟိုယူရိုပီယံချန်ပီယံလည်းကျွန်တော်ကစားနေရတယ်ချန်ပီယံဟိုလည်းကစားနေရတယ်ဆိုတဲ့ခါကျတော့ကစားမဟာဒီတက်ပို့ပြီးတော့ချီလန်းတစ်တီသူလူချင်းနေတဲ့သဘောပါလီဗာပူးသင်းရဲ့ဘက်ကတော့ဒီကစားမဖြစ်သူကိုအရင်မှသူတို့အနေနဲ့တကယ်အရေးကြီးတဲ့ကစားမဖြစ်သူတို့တွေလက်ခံထားတယ်သူတို့လည်းပဲပေါ့နော်ကစားမကိုယ်တိုင်ကအနာဂတ်မှာဆိုလို့ရှိရင်ပို့ပြီးတော့ပေါ့နော်ဒီချက်ပို့ပြီးတော့အရေးပါတဲ့အခန်းကဏ္ဍတွေမှာပါဝင်ခွင့်ရခြင်းတဲ့အတွက်ကစားမဟာအသင်းပြောင်းနိုင်ခြင်းရှိနေတယ်ဆိုတော့ကစားမကအက်သလက်တစ်မှာလည်းသူ့ရဲ့ကယ်ရီယာနဲ့ပတ်သက်လို့ပြောထားတာတွေကျွန်တော်ရှိတယ် ။ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ကွန်ဆာကိုလီဗာပူးတင်းရဲ့ဘက်ကဒီနွေယာဒီအပြောင်းအရွှေ့မှာလက်လွတ်သွားရနိုင်တယ်။အကယ်လို့ကွန်ဆာကိုလက်လွတ်ရတယ်ဆိုရင်လီဗာပူးတင်းအနေနဲ့နောက်ထပ်ခန်းစစ်ကစားမတယောက်နဲ့အစားထိုးသွားမလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းနေတယ်ပေါ့လေ။ဒါပြင်စပါးကတော့နီးပြားဖြစ်တဲ့ Thomas Frank ကိုခန့်အပ်အပြီးမှာ ပထမဆုံး သူတို့ရဲ့ခေါ်ယူမှုအနေနဲ့အာ Thomas Frank ရဲ့ပထမဆုံးခေါ်ယူမှုဟာ Matthews တဲ့ဖြစ်လာနိုင်ဖို့အတွက်အချိန်ကြီးများနေပါတယ်။တယ်ဟာပြီးခဲ့တဲ့ယာဒီကယာဒီဝက်ဆိုသူတို့စပါးကို ပြောင်းရွှေ့အငှားပြောင်းရွှေ့ကြီးပေါင်၈တသမ၅သန်းထိနော်စပါးရဲ့ဘက်ကပေးပြီးတော့ကျွန်တော်ကလာကစားဘူးတယ်ဆိုတော့အခုဆိုလို့ရှိရင်တော့နော်အခုဆိုလို့ရှိရင်တော့ကျွန်တော်ကအဲမက်ဒီစတေကိုအပြည့်အစုံခေါ်ယူဖို့အတွက်စပါးဟာပေါင်သန်း30တိကုန်ကြပါမယ်စပါးရဲ့ဘက်ကလည်းလက်ရှိမှာကစားမဖြစ်သူကိုအပြည့်အစုံဝယ်ဖို့အတွက်ချိန်နေတယ်လို့ကစားမကိုယ်တိုင်ကလည်းကျွန်တော်တို့ကစပါးကိုပြောင်းဖို့အတွက်စိတ်အားထက်သန်နေတယ်ပေါ့ဗျာဒါကြောင့်ပါနော်ပြီးခဲ့တဲ့ရာသီဝက်မှာထင်သလောက်ထိအများကြီးမကောင်းခဲ့ဘူးတိုးတိုးလည်းပဲ ဒါနီးပြဖြစ်တဲ့ Thomas Frank ရဲ့ဒါသဘောကျတဲ့ player တယောက်ထဲမှာပါတဲ့အတွက်ဒီအပြောင်းအရွှေ့ရဖြစ်လာနိုင်ရရှိတယ်။ကစားမကဘာစီလိုဒီ Bayern Munich မှာအခွင့်အဒီအခြေအနေမရှိတော့ပါဘူး။အနာဂတ်မရှိတော့ပါဘူးနော်။ Bayern မှာဆိုလို့ရှိရင်သူဒီထက်ပိုပြီးတော့ဒီပွဲကစားကွင်းတွေလည်းကျွန်တော်ရလာမှာမဟုတ်သလိုသူ့အနာဂတ်ကလည်းတော်တော်ကိုမှုံွားတဲ့တယ်မှာပါတယ်။ဒါကြောင့်ဗောနော်ဒီစပားကိုလေသူလာကစားဘူးတာဖြစ်တဲ့အတွက်ပေါင်တန်း30နဲ့အပြည့်တဲ့ပြောင်းရွှေ့နိုင်တော့မယ့်အခြေအနေမျိုးပါ။ဒါကြောင့် Thomas Frank ရဲ့ပထမဆုံးစပားနီးပြားဖြစ်ခေါ်ယူနိုင်မှုဟာ တို့အနေနဲ့ဒါမက်ဒီစ်တဲဖြစ်ဖို့အတွက်အချိန်ကြီးများနေပါတယ်။လီဗာပူးသင်းနဲ့ပတ်သက်လို့ကျွန်တော်နောက်ထပ်တဲ့သတင်းကိုကြိုထပ်ပြောပါရင်လီဗာပူးသင်းရဲ့နောက်ခံကစားသမားဖြစ်သူကျွန်တော်တို့ဒါအန်ဒီရောဘတ်ဆန်ကိုအဲအက်တလတီကိုမထွေရဲ့ဘက်ကတော့အမှန်ကန်စိတ်ဝင်စားနေပါတယ်။ဆိုတော့ဘယ်နောက်ခံလူနေရာကိုသူတို့အမှန်ကန်အစားထုတ်ဖို့ကြိုးပမ်းနေလို့ပြီးခဲ့တဲ့နေ့က AC Milan နောက်ခံကစားသမားဖြစ်တဲ့ Hernandez Dio Hernandez ကိုလည်းဒါအက်တလတီကိုကကြိုးပမ်းခဲ့ဘူးတဲ့။ ဒါပေမဲ့လို့ AC ရဲ့ဘက်ကလောက်ခဒီပြောင်းရွှေ့ကြီးတောင်းတာများတော့သူတို့အဲ့ဒီကစားမကိုရက်ပြီးအခုလက်ရှိ32နှစ်ရွယ်ဖြစ်တဲ့ Robertson ကိုသူတို့ကအစားထိုးနေတာနော် Robertson ကိုအစားထိုးနေတာ Liverpool team ရဲ့ဘက်ကဒီနွေရာဒီအပြောင်းရွှေ့မှာ Milo Kagas ကိုသူတို့ဒါအစားထိုးပြီးတော့ခေါ်ယူဖို့ရှိတယ်အဲ့ဒီတော့ Robertson အနေနဲ့ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကလိုမျိုးပုံမှန်ပွဲကစားခွင့်တွေဘာတွေရဖို့အာမခံချက်မရှိတော့ဘူး။ဒါအပြင်သူတို့မှာဆိုလို့ရှိရင် ဟိုဘယ်လိုပြောမလို့ဂရိကဘယ်နောက်ခံစားမလေးဖြစ်တဲ့ coastal လေးရှိနေတယ်ဆိုတော့ဆန်အော်ခန်စစ်ဘဲခန်စစ်၃ယောက်လောက်ရှိသွားမယ်အချိန်မျိုးမှာ robertson ကိုလက်လွတ်ကောင်းလက်လွတ်သွားနိုင်နေပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ကစားမဖြစ်သူရဲ့ဘက်ကလည်းအတင်းကနေပြောင်းဖို့အတွက်သူစိတ်ပါလာပြီနော်အက်တလက်တီကိုနဲ့သူကြားထဲမှာဆိုလို့ရှိရင်စကားပြောဆိုမှုတွေကျွန်တော်ရှိခဲ့တယ်နော်အက်တလက်တီကိုနဲ့ဒီ robertson ရဲ့ကြားထဲမှာဆွေးနွေးမှုတွေကျွန်တော်ရှိခဲ့တယ် liverpool ရဲ့ဘက်ကတော့ ဘယ်လိုပြောမလဲဒီဒီအကယ်လို့ကစားမဖြစ်သူရဲ့ဘက်ကသာပြောင်းရွှေ့ခြင်းနဲ့ဆိုလို့ရှင်တော့လက်ခံသွားမယ်ပုံစံမျိုးပါသူတို့လည်းပဲကာဂတ်ကိုခေါ်ဖို့လှုပ်ထားတာဆိုတော့ကျွန်တော်ပြောရှင် coastal လေကျွန်တော်ရှိနေတာဆိုတော့ဗောနော်ဆိုတော့အာနူကို Robertson ကိုတပြိုင်နဲ့လက်လှုပ်ရမယ့်အခြေအနေမျိုးမှာရှိနေတဲ့ dream မှာအာနူကတော့ဒါအလွတ်ပြောင်းရွှေ့ကြတာပေါင်စင်တန်းပေါ်လိမ့်မယ်ပြောင်းရွှေ့သွားပြီဗောနော် Robertson လည်းအခုပြောင်းရွှေ့ဖို့အတွက်အခြေအနေရှိနေပြီတကူကတော့ Robertson ကိုအာနူကိုလီဗာပူးသင်းရဲ့တမိုင်းမှာအကြီးပါခဲ့တဲ့ကစားမတွေဗျာ ခံစစ်မှာဆိုလို့ရှိရင်ဖန်တီးမှုတွေအများကြီးလုပ်ပြီးတော့အောင်မြင်မှုတွေကိုစီယူခဲ့တဲ့ကစားမားတွေဒါပေမဲ့32နှစ်အနေထားမျိုးမှာလီဗာပူးတင်ကတကယ်ကောင်းတဲ့တန်ကြီးရရင်ရောဘတ်ဆန်ကပြောင်းရွှေ့ခြင်းနဲ့ဆိုလို့ရှိရင်လက်ခံသွားမယ့်အခြေအနေမျိုးပါအဲကြောင့်အန်တီရောဘတ်ဆန်ကိုကျွန်တော်တို့ဒါလီဗာပူးတင်ရဲ့ဘက်ကတင်ွေမှာလက်လွတ်သွားရနိုင်တဲ့အခြေအနေကျွန်တော်ရှိနေတယ်နောက်ထပ်ယူနိုက်တက်နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင်ကိုယ်တော်မှဖြစ်တဲ့ Andre Unana ကတော့သူ့မွေးရည်ပြည်ကိုပြန်ရောက်နေတဲ့အခြေအနေမျိုးမှာသူတို့အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ ရည်ပြတ်မတိသေးဘူးဆိုပြီးတော့သူပြောလာတယ်เนาะသူတို့ကျွန်တော်ဒါမေးဖြေတွေလုပ်နေကြတယ်အင်တာဗျူးတွေလုပ်နေကြတဲ့အချိန်မှာ Manchester United ကနေထွက်မလားဆိုပြီးတော့မေးခဲ့တဲ့နေရာမှာဟိုထွက်မလားဆိုတော့လက်ရှိမှာ तू မတိသေးဘူးဒါပေမဲ့စောင့်ကြည့်ရမယ်ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒါဟာအနာဂတ်နဲ့ပတ်သက်ပြီးတော့ဗောနော်မတည်ငြိမ်တဲ့အခြေအနေမျိုးတွေ तू တွေ့နေရတယ်အတင်းရဲ့ဘက်ကလည်းကျွန်တော်ဒါဟိုတီတီချာချာဆိုသူတို့ပေါ့နော်အန်ဒရယ်ဦးနန်းရဲ့အနာဂတ်ကိုကျွန်တော်တို့ဒီဘယ်လိုပြောမလို့ ဖန်ခိုင်မမပြောရတာညမရှိဘူးအကယ်လို့မြေဦးရနာထွက်ရင်နောက်ထပ်ကကူးမတရားကိုအစားထိုးမယ်ဆိုတာတော့ပဲရှိနေတဲ့အခြေအနေမျိုးမှာသူ့အနာဂတ်ကဘာမှစူဖြစ်သွားနိုင်တဲ့အနေအထားမျိုးပါဒါပေမဲ့လို့မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတာကူးသမားလာစားကစားမဖြစ်သူကိုတန်း90နဲ့ဝယ်ထားရပြီးတော့ကျွန်တော်အနေနဲ့လက်ရှိသူ့ကိုပြန်ဝယ်ခြင်းနဲ့အသင်းကြီးရှားနေတာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်ဦးရနာရဲ့အပြောင်းအရွှေ့ဟာထင်တာထက်ပိုပြီးတော့ခဲရင်နိုင်တယ်အဲကြောင့်ဒီအပြောင်းအရွှေ့ကတော့ပေါ့နော်မန်ချက်စတာယူနိုက်တက်အတွက် အတိုင်းအတာတစ်ခုကြီးကျွန်တော်တို့ဒါတော်တော်ကိုခဲရင်တဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်ဆိုတော့အန်ဒရီဝန်နာကိုယ်တိုင်ကလည်းတိကျတေချာတဲ့အနာဂတ်အနာဂတ်ကိစ္စတွေကိုပြောထားတာမျိုးမရှိတော့ဒီနေ့မှာအသင်းပြောင်းကောင်းနဲ့ပြောင်းသွားနိုင်မှာเนาะဆိုတော့ဒါကဥနနာနဲ့ပဲတယ်လို့ပေါ့လေဆိုတော့ဒါကဒီနေ့မနေ့ရထားတဲ့အပြောင်းအရွှေ့သတင်းလေးတချို့ပါဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကြည့်ရှုပါပြီးတဲ့ညီကများအားလုံးကိုချစ်သီးများတွေပါတယ်နောက်ထပ်ဗီဒီယိုတွေကိုကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ